ံသူနိုင်ငံသားအပေါင်းဘေးအနီးအသွေးသွေးကကင်းဝေးပြီးကိုစိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကစုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ရစပြီးရော PPTV သတင်းတွေကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျမကတော့ချူပါ။ဒီနေ့မေလ3ရက်စနေနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရကတရားရုံး30ကျော်ဖွဲ့စည်းထားပြီးတရားသူကြီး149ဦးခန့်အပ်ကတရားဥပဒေစိုးမိုးရေးတွေဆောင်ရွက်နေရဆိုတဲ့သတင်းမြင်းမှုမျိုးရွှေဆိုင်ဓမြတိုက်သူတွေကို PDF ပါကဖာပါလာဖာတို့စုပေါင်းဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကြောက်ကြီးမြို့နယ်မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းတွေကို PDF တပ်တွေနဲ့ KNLA တပ်တွေပူးပေါင်းပြီးတိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုတဲ့သတင်း တိမ့်ပိုက်ရရှိထားတဲ့နေမီတွေကနေပြန်လည်ဆုတ်ခွာဖို့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNLA လက်မခံဘူးဆိုတဲ့သတင်းပဲခူးတိုင်းမှာအကျန်းဖက်စစ်အုပ်စုကြောင့်လေးလအတွင်းပြည်သူ32ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းနဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်နေဆေးရနာရှင်တော်လန်ရေးဆန္ဒပြလူထုတပိတ်သတင်းတွေပဲဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကတရားရုံး30ကျော်ဖွဲ့စည်းထားပြီးတရားသူကြီး149ဦးခန့်အခါတရားဥပဒေစိုးမိုးရေးတွေဆောင်ရွက်နေတယ်ဆိုတဲ့သတင်းကိုပထမအဆုံးတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကမြို့နယ်အဆင့်တရားရုံး31ရုံးနဲ့ ဂျာကာလာအယူခံတရားရုံးတရုံးတို့ကိုဖွဲ့စည်းပြီးအမျိုးသားတရားသူကြီးတရားဦးနဲ့အမျိုးသမီးတရားသူကြီး49ဦးစုစုပေါင်းတရားသူကြီးဦးရေ149ဦးခန့်အခါအရက်ဖက်နဲ့စစ်ဖက်တရားစီရင်ရေးတွေဆောင်ရွက်နေရလို့၄နှစ်ပြည့်အစီရင်ခံစာမှာဖော်ပြထားပါတယ်။၂022ခုနှစ်မေလ19ရက်နေ့မှစတင်ကမြို့နယ်တရားရုံး15ရုံးစတင်ထူထောင်ပြီးအရက်ဖက်တရားစီရင်အရာစတင်ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာ ਨੇ ။ 2024ခုနှစ်ကုန်အထိမြို့နယ်အစစ်တရားရုံး31ရုံးဂျာကာလာအယူခံတရားရုံးတရုံးတို့ကိုဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။အမျိုးသားတရားသူကြီး100ဦးနဲ့အမျိုးသမီးတရားသူကြီး49ဦးစုစုပေါင်းတရားသူကြီးဦးရေ149ဦးခန့်နိုင်ခဲ့သလိုခန့်ပြီးတရားသူကြီးများအနက်အကြောင်းအမျိုးမျိုးကြောင့်ကြာဆုံးဖမ်းဆီးနှုတ်ထွက်အဆက်အသွယ်မရတဲ့တရားသူကြီး38ဦးရှိခဲ့ပါတယ်။ 2024ခုနှစ်ကုန်အထိတရားသူကြီး131ဦးကမြို့နယ်တရားရုံး29ရုံးမှာမြေပြင်တရားစီရင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်။ဒါ့အပြင်မြို့နယ်ဥပဒေရုံး31ရုံးကိုဖွင့်လှစ်ထားနိုင်ပြီးဥပဒေအကြံဉာဏ်ပေးဖို့နဲ့အမှုလိုက်ပါဆောင်ရွက်နိုင်ဖို့မြို့နယ်ဥပဒေတာဝန်ခံ18ဦး၊ဒုတိယမြို့နယ်ဥပဒေတာဝန်ခံ20ဦး၊တွဲဖက်ဥပဒေတာဝန်ခံ2ဦး၊စုစုပေါင်းဥပဒေတာဝန်ခံ40ဦးတို့ကိုခန့်အပ်တာဝန်ပေးအပ်ထားပါတယ်။ စစ်ဖက်တရားစီရင်ရေးအရာ ကာကွယ်ရေးဝန်ကြီးဌာနကအကျဉ်းစစ်တရားရုံး၁၀ရုံစစ်ခုံရုံး၂ရုံးဖွဲ့စည်းပြီးတော့စစ်ရေးဆိုင်ရာပြစ်မှုဆက်နက်မှုကိုစစ်ဆေးဆောင်ရွက်နေပြီးစီမံခန့်ခွဲမှုနည်းလမ်းအရလည်းအပြစ်ကျူးလွန်သူ58ဦးကိုအရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့မြင်းမှုမျိုးရွှေဆိုင်ဓမြတိုက်သူတွေကို PDF ပါကဖပါလာဖလို့စူပောင်းဖန်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမြင်းမှုမြို့မှာရွှေဆိုင်ကိုဓမြတိုက်သွားတဲ့တော်လန်ရေးအမိခံဓမြအဖွဲ့ကို PDF ပါကဖပါလာဖတို့ကစူပောင်းဖန်စီပြီးလက်လက်တွေနဲ့အတူမြင်းမှုမြို့နယ်ပါကဖထံကိုလွှဲပြောင်းပေးအပ်ခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်မေလာတည့်ရဲ့မနက်ပိုင်းမှာတော်လန်ရေးအမိခံဓမြအဖွဲ့ကမြင်းမှုမျိုးရွှေဆိုင်ကိုဓမြတိုက်ခဲ့တာပါဓမြတိုက်တဲ့အဖွဲ့ကငန်းစွန်နယ်ဘက်ကိုကူးလာချိန်မှာမြင်းကြံခရိုင်ရင်း6ငန်းစွန်ပါကဖ ငန်းစုံပါလာဖတို့စူပောင်းပြီးဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ငန်းစုံနယ်ဘက်ကိုကူးလာတဲ့အချိန်မှာမြင်းချံခရရင်းချောင်းငန်းစုံပါကဖငန်းစုံပါလာဖတို့ပေါင်းပြီးတော့ဖမ်းလိုက်တာပါလို့သတင်းရင်းမြစ်ကပြောထားပါဗျ။ဓမြတိုက်ရမှာပါသွားတဲ့ပစ္စည်းတွေကိုပိုင်ရှင်လက်ထဲကိုပြန်လည်အနှံလိုက်တယ်ဆိုတာနဲ့ဓမြတိုက်ခဲ့တဲ့တော်လန်ရင်အမိခံအဖွဲ့ကိုမြင်းမှုမျိုးနဲ့ပါကဖထံကိုလက်နက်တွေနဲ့တကွလွှဲပြောင်းပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ကြောက်ကြီးမြို့နယ်မှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်စခန်းတွေကို PDF တပ်တွေနဲ့ KNLA တပ်တွေပူးပေါင်းပြီးတိုက်ခိုက်ချိန်မုတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်စခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်တွေနဲ့ KNLA တပ်တွေပူးပေါင်းပြီး April 28ရက်မှာတိုက်ခိုက်ချိန်မုန်းခဲ့တယ်လို့သိရပါဗျ။ကြောက်ကြီးမြို့နယ်အတွင်းကကျွန်းကုန်းရွာ၊ရင်းတိုင်ကုန်းရွာ၊တောင်စုရွာ၊ရံမျိုးအောင်ရွာ တမခေါ်ကျေးရွာနဲ့နောင်ကုန်းတတားလို့မှာတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်အထိုင်စခန်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်နှစ်စစ်စင်ရေးနယ်မြေဘကိုးတိုင်းစစ်ဌာနကုတ်ကဲမှုအောက်မှာရှိတဲ့ဘျူဟာ24ဘျူဟာ25နဲ့ KNL တရင်ရှိတရင်ကိုပူးပေါင်းတပ်ဖွဲ့တွေက April 28ရက်မှာတိုက်ခိုက်ခဲ့ကြတာပါ အစောတိုက်ပွဲအတွင် အကြမ်းဖက်စစ်တပ်ကဒုတက်ရင်မှုတအူဥပါဝင်20ကျော်သေဆုံးပြီးအများပြထိခိုက်ဒဏ်ရာရကပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးလက်နက်ငယ်မျိုးစုံ30ကျော်ခဲယမ်းနဲ့စစ်သုံးပစ္စည်းအမြောက်ပြားလည်းသိမ်းဆည်းရမိခဲ့ပါတယ်။အစောတိုက်ပွဲကိုတက်ရင်ခွန်8303အာလာဝကစစ်ကြောင်းတက်ရင်3933နဂန်ဒီစစ်ကြောင်းရန်ကုန်ပါကဖတိုက်ခိုက်ရေးတပ်ဖွဲ့3 အယာဝတီအမှတ်3တက်ရင်တက်ရေး303ညနှင့်အထူးကွန်မန်ဒိုတက်ရင် Spring Warrior Colon 1335 drone အထူးတက်ဖွဲ့ View 24 25 drone တက်ဖွဲ့တိုင်းလက်နက်ကြီးတက်ဖွဲ့နဲ့ KNL တက်မဟာ3တက်ရင်ရှင်တက်ရင်ကိုတို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာပါရှင်။ ထပ်မံပြီးတိဆက်ပေးမှာကတော့တိမ့်ပတ်ရရှိထားတဲ့နေမီတွေကနေပြန်လည်ဆုတ်ခွာဖို့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့တောင်းဆိုချက်ကို TNL လက်မခံဘူးဆိုတဲ့သတင်းဖြစ်ပါတယ်တိမ့်ပတ်ရရှိထားတဲ့နေမီတွေကနေပြန်လည်ဆုတ်ခွာဖို့အတွက်အကြမ်းဖက်စစ်ကောင်စီရဲ့တောင်းဆိုချက်ကိုလက်မခံဘူးလို့ TNL ရဲ့ပြောရေးဆောင်ွက်ရှိသူလွေးရည်ဦးက PVTV ကိုပြောပါတယ်ဒီတောင်းဆိုချက်ကကျမတို့ဘက်ကသဘောမတူနိုင်သေးတာ ဖြစ်တဲ့အတွက်တွေ့ဆုံဆွေးနွေးတာရပ်တန့်သွားပြီဖြစ်ပါတယ်လို့လွေးရည်ဦးကပြောပါတယ် တစ်တုံညာနှစ်ခုဆစ်စင်ရအတွက် TNL သိပ္ပတ်ရရှိထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်အစရှိတဲ့ဒေသတွေမှာရှိတဲ့တအောင်းတက်မတော်တက်ဖွဲ့များအားလုံးကိုနန်းစံနဲ့မန်တုံမြို့နယ်အတွင်းရောက်ရှိတဲ့အထိပြန်လည်ဆုတ်ခွာရမယ်လို့အကြံဖက်စစ်ကောင်စီကတောင်းဆိုခဲ့တာလို့ TNL ကပြောပါတယ်။တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တင်ရှိကျင်းကကမကထပြုလုပ်ပြီးတော့အကြံဖက်စစ်ကောင်စီကလေကြောင်းကနေဖုံးကျဲတာလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ ရုံးနေနဲ့တိုက်ခိုက်တာ ထိုးစစ်စင်တာအစရှိတဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေအလုံးရက်တန့်မှုနဲ့တရုတ်မြန်မာနယ်စပ်ကုံတွေလမ်းကြောင်းပြန်ဖွင့်မှုအတွက်တွဲဆောင်ဆွေးနွေးရေးပြုလုပ်နေတာလို့လည်း TNL ကထုတ်ပြန်ထားပါတယ်ရှင်။ပဲခူးတိုင်းမှာအကြမ်းဖက်စစ်အုပ်စုကြောင့်လေးလအတွင်းပြည်သူ32ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုပြောပြပါမယ်။ ပဲခူးတိုင်းမှာအကြံဖက်စစ်အုပ်စုကြောင့်ဇန်နဝါရီ၁ရက်ကနေဧပြီ30ရက်အထိလေးလတာအတွင်းမှာပြည်သူ32ဦးထိသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကကြေညာဆောက်ရှောက်ရေးအသင်း AAPP ရဲ့အစည်းအဝေးအရသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့ကောက်ယူထားတဲ့သတင်းအချက်အလက်တွေအရပဲခူးတိုင်းမှာဇန်နဝါရီကနေဧပြီလအတွင်းအကြမ်းဖက်ဆစ်အုပ်စုကြောင့်အမျိုးသမီး14ဦးနဲ့အမျိုးသား18ဦးစုစုပေါင်း32ဦးတေဆုံးခဲ့တာကိုအမည်နဲ့တကွမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ဖော်ပြခဲ့တာပါ။ အဲ့ဒီတေဆုံးစည်းမှာ အသက်16နှစ်အောက်ကလေးငယ်2ဦးပါဝင်ခဲ့တယ်လို့တေဆုံးရသူတွေက19ဦးကအကြမ်းဖက်ဆွေအုပ်စုရဲ့လေးချောင်းတိုက်ခိုက်မှုတွေကနေတေဆုံးရတာဖြစ်တယ်လို့လည်း AAPP ကထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်ဆိုင်အုပ်စုကမတရားအာဏာလုယူထားတဲ့2021ခုနှစ်ဖေဖော်ဝါရီတရက်ကနေ2025ခုနှစ်မေလ2ရက်အတွင်းအကြမ်းဖက်ဆိုင်အုပ်စုနဲ့လက်ပါစိတ်တွေကြောင့်တိုက်ဆုံခဲ့ရတယ်ဒီမိုကရေစီအရေးလှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်း6600ဦးထိရှိပြီဖြစ်တယ်လို့လည်း APP စင်းတွေကသိရပါလေရှင် ုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆင်ရနာရှင်အမြင့်ပြတ်ချိန်မုံရင်လူတို့ဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားပါမယ်။ရင်မပင်မြို့နယ်မှာရင်မပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်တာအကျန်းဖတ်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်မပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စကားကိုကင်ဆယ်ပြီးအကျန်းဖတ်စစ်တပ်ကြာရှုံးရေးဟေ့ချိန်မှုတွေပြုလုပ်ခဲ့ကြတာပါ။ ရင်းမဲ့ပင်မြို့နယ်မှာအောင်လံလွှင့်မီထောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တဲ့ကြာရှုံးရေးဆန္ဒပြတဲ့ဗိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီထောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့ကြာရှုံးရေးဟေးကျွေးမှုတွေပြုလုပ်ခဲ့ကြတာပါရှင်။ဒါတော့မေလ3ရက်သတင်းတွင်လူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ပြည်သူလူထုအပေါင်းတဘာဝပေးလူလုတ်ပေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်။ဂျေစုတင်ပါတယ်ရှင်။